ဟဲ့ဟဲ့ဟဲ့ United ဆိုတာစပိန်ကုန်းမဟုတ်ဘူးတိုင်းစပိန်ကျောင်းတည်လားစပိန်ကျောင်းဟိုရှေ့ရှေ့ရဲ့နှစ်တွေတုန်းကလေနော်ဂျုံအောင်တော့လေ Real Sociedad နော် Bad Dit Barcelona တို့ကျောင်းထွက်လိုက်တာအခုလဲထပ်ပြီးတော့စပိန်ကျောင်းလဲပြန်ပြီပေါ့နော်အဲ့တော့ဒီကနေ့ပွဲစဉ်က United နိုင်ပွဲရရှိခြင်းကငါတို့တွေရဲ့ဘယ်လိုပြောမလဲအလကားပဲရွေးနဲ့ရခဲ့လိုက်တဲ့ Arsenal ရဲ့နှက်ပြီးဒီကလေးရဲ့စူးစမ်းမှုကြောင့်လားဒါမှမဟုတ်ရင်ဒိမတ်ကဒိုင်ခူငါတို့ရဲ့ဒေါခူလေးရဲ့ ကြိုးစားမှုကြောင့်လာတော့မတည်ဘူးပေါ့နော် Manchester United အနေနဲ့ဒီနေ့ပွဲမှာ4-1ဆိုတဲ့ရလက်ကြီးကိုမေးထားလိုက်ဂိုးတွေဘလောက်ဂိုးပြည့်နဲ့နိုင်ထားတယ်ဆိုတာကိုမေးလိုက်ရင်တောင်မှပဲ United ရဲ့ဒီနေ့ကစားကွက်ကတော်တော်လေးမှတော်တော်လေးအဆင်ပြေလို့ပြောလို့ရတဲ့အနေထားမှရှိတယ်။နည်းနည်းအဆင်ပြေမှောင်းတော့တိုက်တော်တော်ကိုအဆင်ပြေတာ Spain ကလပ်အသင်းဖြစ်တဲ့ Real Sociedad လို့အသင်းမျိုးကိုဘောလုံး possession 60%ရာခိုင်နှုန်းတိယူတဲ့စုစုပေါင်းဂိုးပေါက်ကိုကန့်သွင်းခဲ့22မှ5ချိန် ဘင်ချက်စ်က၄ချိန်ထိဖန်တီးထားတယ်เนาะဂိုးရနိုင်ချိန် HD အနေနဲ့မှာ4.4.02ဖြစ်ပြီးတော့၄ဂိုးဒီ United အနေနဲ့ရရှိခဲ့တယ်ဆိုတော့သူ့ရဲ့နှုံတိုင်းမှာ United အနေနဲ့ဂိုးရအောင်ယူနိုင်ခဲ့တယ်လို့ပဲပြောမှာပဲပေါ့เนาะဒီကနေ့ပွဲမှာဆိုရင်ကွာအဓိကလုံးဝ appreciate လုပ်ရမှာတော့ငါတို့ရဲ့ဒေါခုပဲ တော့ခုအနေနဲ့တကယ်လဲယုံတယ်တကယ်လဲကြိုးစားတယ်ဟိုဘက်ကကောင်းနေတဲ့တော့ခုကိုထိန်းလို့မရတော့ပြစ်တံဘောလောက်တယ်ပြစ်တံဘောလောက်တော့တော့ခုကိုပနတီရင်ဆုံးပေးရပနတီပေးရတာတင်အာမရလို့နောက်တစ်ယောက်ထပ်လို့နောက်တစ်ယောက်ထပ်နေနေရပြီနောက်တစ်ယောက်ထပ်လို့နောက်တစ်ယောက်ထပ်သွားတော့ခုတကောင်နဲ့ပဲရီယယ်ဆိုကြီးတက်ကကောင်းနေရဝိုင်းချပြီတော့ခုတကောင်နဲ့ရပဲပနတီရောအနီကက်တီရောအဝါကက်တီရောဆေးပြင်းနေပြီကိုတောင်းပေးသွားပါပဲအဲ့တော့ဒီဒီပွဲမှာလည်းတော့ခုကိုတော်တော်လေးတော့ ဒါ appreciate တော့လောရမယ်ပြီးတော့ Jessie ရဲ့ပြန်လာခြင်း Jessie ရဲ့ပြန်လဲစ조사မှု Jessie ရဲ့ပြန်လဲတောက်ပမှုကအမှန်တိုင်းပြောရရင် United တော်တော်လေးမှတော်တော်လေး positive ဆောင်းတယ်လို့ပြောလို့ရတယ်။ Jessie ကစပြီး United ကိုရောက် grand တိုင်းစပြီးသူ့ရဲ့ဘောလုံးထိမ့်သိမ့်တဲ့ skill သူ့ရဲ့ဘောလုံးယူဖို့ယူနည်းတွေကအာဒီကောင်ကဘပါတော့နဲ့တော့စင်တယ်ဘပါတော့နဲ့တော့စင်တယ်လို့ပြောခဲ့ကြတာ။အခုကတော့တကယ်ကြီးဘပါတော့2.0ကြီးဖြစ်ချင်လာလားတော့မသိဘူးပေါ့နော်။တကယ်လဲယုံလာတယ်တကယ်လဲဆော့လာတယ်ပြီးတော့ Argentina banana အာဂျင်တီးနားဘနာနာဆိုအရင်ဘက်ကတော့ဟိုလိုလှုပ်ချင်ဆိုဒီလိုလှုပ်ချင်သူတို့နဲ့သူအနေနဲ့ကံမိုးပဲအကျိုးစားခဲ့တယ်ဆိုပေမဲ့လည်းဒီကနေ့မှာအာဂျင်တီးနားဘနာနာအနေနဲ့သူအနေနဲ့ကံစရာရှိကံတယ်အဲ့လိုမျိုးပဲခင်းစရာရှိခင်းတယ်เนาะဒါပေမဲ့ခင်းခဲ့တဲ့အလုံးလေးတွေကအပိုင်တော့အပိုင်ဆိုပေမဲ့လည်းကိုရီးယားကောင်တွေကကံမိုးကိုကြောက်နေတယ်ဗျာ နော်လက်ရှိတော့ခုဆိုလဲကျန်တဲ့ဒီခန်းစစ်စီးမှာကောကွင်းလေကောတိုက်စစ်မှာကောတော်တော်လေးအဆင်ပြေရယ်ဆိုပေမဲ့78ခိုက်စီးဆယ်ရယ်ကိုရောက်ပြီဆိုရင်တော့ခုနေနဲ့မကန်ရဲဘူးထို့သူဝိုင်လွန်နေနေရလဲဟိုလိုလိုဒီလိုလိုနဲ့နည်းနည်းလေးလန့်နေပေါ့နော်တဲပြောမယ်ဆိုရင်ကော်ဖီနဲ့ပျောက်ဆုံးနေလို့ပြောလို့ရရဗျာဒါပေမဲ့ကျန်တဲ့အရာဝတ္ထုတွေနဲ့ပြောမယ်ဆိုရင်ဒီနေ့ပွဲမှာဆိုဝိုင်လွန်လို့ကစားတော့မကအစားတော်တော်လေးမှတော်တော်လေး positive ဆောင်းခဲ့ရယ်သူတို့ဒီရယ်စော်ရယ် quick transition တွေကောလက်ရှိကျွန်တော်ပြန်လဲပြီးတော့ ဆော့လာခဲ့တဲ့ကစားကွက်တီအရာကတော့လုံးဝအမိုရင်ဘောပဲလားအဘကြောင့်လဲတော့မသိဘူးပေါ့နော်ဒီကနေ့မှာပေါ်တူဂီငစင်းကတော့အာဂျင်တီးနားဘနာနာကောဘရာဇီးသူလူဆန်ကတော့ပြောနေစရာမရှိဘူးစစ်တယ်လေးတယ်ဒိမတ်ကဝိုင်လော့ပြီးတော့အဲ့ဒိမတ်ကဒေါခုနော်ပြီးတော့အင်္ဂလန်ကအာဆင်နယ်ရဲ့နက်ပြီးနယ်သာလန်ကလစ်ဂျီအကုန်ပြောမယ်ဆိုရင်တော့ဒီကနေ့ပွဲကနိုင်လို့လားမသိပါဘူးဒါကြီးကြီးရတာတော့တော်တော်လေးမှတော်တော်လေးအဆင်ပြေတယ်ပေါ့နော် ပြီးတော့လက်ရှိ United အနေနဲ့ကျွန်တော်တို့အနေနဲ့ April လ17ရက်ပေါ့နော်၄လပိုင်း17ရက်နေ့ကြာရင်เนาะဒါလက်ရှိပြင်သစ်ကလပ်ဖြစ်တဲ့ Lyon နဲ့ကျွန်တော်တို့အနေနဲ့ကန်ရမယ်ပေါ့နော် Quarter Final ကန်ရမယ်အော် quarter final ရောက်ဖို့ကလည်းဂျာမန်မှာတလားနီပါလာလို့သိရဆိုတော့ United အနေနဲ့လည်းကျန်တဲ့ဖလားတွေဘာတွေဘာမှမရှိဘူးဘာမှလည်းပွဲပန်းစရာလည်းမရှိတော့ဘူးဖြစ်တဲ့အတွက်ဒီ Europa League ကိုပဲ Lyon နဲ့ကန်တဲ့အချိန်ကျရင် Lyon ကအမှန်တမ်းပြောရင်တော့နည်းနည်းတော့ခတ်ပါတယ် ရီယယ်ဆိုစီတက်တက်ပို့ပြီးခတ်မှန်လို့ကျွန်တော်အနေနဲ့ယူဆထားရပေါ့နော်အဲ့တော့ lion နဲ့ပွဲကြရင်တော့ခုနလိုမျိုးကျွန်တော်ကစားသမားတွေရဲ့အသားကျလာတဲ့ကစားကွက်နဲ့အတူလက်ရှိ national breakdown အပြီးမှာပဲကစားသမားအနေနဲ့ national breakdown မှာဘယ်လိုလုပ်မလဲဆိုတာတစ်ချက်စောင့်ကြည့်ပြီးတော့အဲ့ဒီဒီလေးလပိုင်းကြရင် game quarter final ပဲစောင့်ကြည့်ရမှာပေါ့နော် united အနေနဲ့ဒီ plaza ကလာနောက်ဆုံးမျောလင်းရဖြစ်တဲ့အတွက်နောက်ဆုံးမျောလင်းမျောလင်းရမလို့လားမသိပါဘူးဒီနေ့မှာလည်းကိုကစားသမားတွေတော်တော်မှတော်တော်ကိုစူးစမ်းတယ်ရုံးကန်တယ်မစိုးပါဘူး တကယ်မစိုးပါဘူး။ဂျန်တဲ့အသင်းတွေပါပရီးမီယာလိဂ်ကအသင်းတွေပဲဖြစ်ဖြစ်ဂျန်တဲ့အသင်းတွေကိုကစားကွက်အသာစီးရပြီးစော့တယ်ဆိုတာကဘာမှပြောပါလောက်ဆရာမရှိဘူးမယ်။စပိန်အသင်း Real Sociedad လိုမျိုးလုံးဝဘောလုံးကိုင်းတာကောင်းတယ်စော့တာကောင်းပါတယ်ဆိုတော့စပိန်ကလပ်တွေကိုဒီလိုမျိုး possession အသားကစားကွက်အသာနေပဲစော့သွားတဲ့အနေထားကတော့ကြီးရတာတော့အားရတယ်။ဒါတော့2-1လေးနဲ့တော်တော်လေးစိတ်ဒုက္ခပေးလိုက်သေးရေပေါ့နော်။ပွဲပြီးကန်နေကြမှာ3-1 4-1ဆိုပြီးထဖြစ်သွား။ ခဲ့ပါဘာပဲဖြစ်ဖြစ် Manchester United နဲ့လက်ရှိကတော့ Spain ကုန်းမဟုတ်ဘူးဆိုတာသိဘူးเนาะတိုင် Spain ကျော်เนาะဒါပြီးရင် Lyon နဲ့တွေ့မယ် Lyon ထပ်ဖြုတ်ပြီးဟိုဘက်ကရှိနေခဲ့တဲ့ Bilbao နဲ့တွေ့မလားတော့မတီးပါတော့ Bilbao နဲ့တွေ့ကျင်လဲတွေ့မှာပဲပြောလို့တော့မရဘူး Bilbao နဲ့တွေ့လာခဲ့မယ်ဆိုရင်လဲထပ်ပြီးတော့ကြိတ်အောင်မှာပဲတိုင်ဟိုဘက်က Bilbao ကိုတက်လာတယ် Bilbao နဲ့ Bilbao semi final မှာ Bilbao နဲ့တွေ့ဖို့ ရခိုင်လုံးပဲဟိုက်ပေါ့နော်။ဘာလို့ဆိုတော့ဘီဘာဟိုကအင်ဝင်းဖြစ်နေရဆိုတော့ဘီဘာဟိုနဲ့တွေ့ဖို့တော့များတယ်။အဲ့တော့မန်ချက်စတာယူနိုက်တက်တွေနဲ့လက်ရှိ၄လပိုင်း၁၁နေကြရင်လိုင်ယွန်နဲ့ကန်ရမယ်။၁၈ရနေကြရင်လိုင်ယွန်နဲ့ဒုတိယကြောကန်ရမယ်။အဲ့ဒါပြီးရင်တော့ကျွန်တော်တို့လည်းနောက်၅လပိုင်းကြရင်တော့ဒါဆီမီဖိုင်နယ်ကန်ရမယ်။ပြီးရင်၅လပိုင်းကြရင်ဖိုင်နယ်ကန်ရမယ်ဆိုတော့မန်ချက်စတာယူနိုက်တက်နဲ့ဂျာထဲမှာအဖီကကောခရာဘောင်ကောပရီးမီးယားလိဂ်ကောဘာမှအာယုံစိုက်စရာမလိုဘူးဖြစ်တဲ့ကြောင့်ဒီပလာတလုံးလေးတော့အာယုံစိုက်ကြပါလို့ပဲပြောချင်ပါတယ်တာကြီး fight 2 เนาะแน่แน่လေးသာဒီကောင်းနေစစောစီးစီးပွဲပီကန်ဒီကြောင်မှာခုနလိုမျိုး41ဒီဘာဖြစ်သွားမှာမဟုတ်ပဲတဲ့ပေါ့เนาะအဲအစောကြီးကြီးတဲ့တိုင်းပဲဒီ41တို့ဘာလို့ဖြစ်ထားလဲ82ဒီဘာတောင်မျောလင်းလို့ရနေတဲ့တိုင်းထားပါဘာပဲပြအားလုံးပဲစီပါအစင်ပြေမှလာသင်ငါပြောရမယ်နှလုံး35ပြားရှုံးဆိုတဲ့ကြီးကြီးอ่ะစောက်ပေါ်ကြီးတိုင်းမင်းဘာမှဒီနှစ်သင်းပေါင်းနှစ်သင်းပေါင်းအနည်းဆုံးတော့11တော့ကောက်ကူသွားမယ်ပွဲကြီး ဘာမှကိုအောင်နေစရာကိုအကြောင်းမရှိရတိုင်းကိုပေါ်တာသွားလို့ငါပြောတယ်မင်းတကယ်လဲကိုပေါ်မှာကိုပေါ်ပါပဲအစောကြီးကနေ1 1တကယ်အစောကြီးကနေ1 1 15မိနစ်လောက်ခဲနေ1 1မင်းကလဲပြား35ပြားရောင်းနေစားကြည့်နေရတာကွာတတရရပဲမင်းဒီလိုပွဲမျိုးမင်းဒိုင်းနီကတကယ်ကြောင်ဖတ်ထားတာလို့မှတီးတယ်မင်းအဲ့လိုပွဲမျိုးအော်ဘာပဲဖြစ်စေပါအားလုံးမင်းစီပါပြန်လဲဆုံတွေ့ပါမယ်